ထိုင်းမှာမြန်မာအများစုကိုဘာကြောင့်ဖန်ဆီးပြီးတော့မြန်မာနိုင်ငံကိုပြန်လွှတ်ပေးနေရလဲအဖြေကတော့ရှင်းရှင်းလေးပါအထောက်အထားမရှိတဲ့လူတွေတချို့ overstay နေတဲ့လူတွေကိုအကြောင်းပြုပြီးတော့သူတို့ policy ခေါင်းစဉ်တက်ပြီးတော့လှုပ်ချင်တိုင်းနေလှုပ်နေတာဖြစ်ပါတယ်အဓိကတော့အောက်ကလူတွေကတရားမဝင်ဝင်ဝင်ပေးတယ်ပေးတယ်ဗောတနည်းအားဖြင့်ဖတ်ရိုက်တယ်ဗောဗျာအဲဒီလိုနီးနေအဲခေါင်းပုံဖြတ်တယ်ငွေတွေကိုလှည့်ပတ်ယူပြီးတော့မြန်မာတွေကိုလက်ခံထားတယ် အာပြီးရင်သူတို့ရဲ့ policy အရပါဆိုပြီးအဖမ်းပြန်ပြတယ်ငွေပေးရင်ပြန်လွှတ်ပေးရပေါ့ဒီလိုနဲ့တန်တရာလည်နေခဲ့တာတော်တော်တော့ကြာနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတန်တရာနေပြီးတော့ထွက်နိုင်အောင်လို့ဘာတွေအာဆောင်းတင်လဲရှောင်းတင်လဲဘာအထောက်ထားတွေရှိဖို့လိုလဲဆိုတာကိုကျွန်တော်သိသလောက် share လုပ်ပေးရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့မြန်မာနိုင်ငံကနေ PV နဲ့ထိုင်းကိုအလဲပတ်သွားမယ်ဆိုရင်14ရက် free visa ရပါတယ်ကိုကခရီးလုံနေလို့ပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောင့်14ရက်ထပ်ပိုနေဖို့အကြောင်းခံလာတဲ့အခါကျရင် one month extension လုပ်လို့ရပါတယ်ဒီလိုမျိုးအဲ one month extension လောက်တာကိုအများဆုံး9ကအထိလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲကိုကဒီကနေ PV နဲ့ထွက်ပြီးအလုပ်ချခြင်းနဲ့ဒါမှမဟုတ်အတိမိတ်ဆွေတယောက်ယောက်ရဲ့အကူအညီနဲ့အလုပ်လုပ်ခြင်းနဲ့ဆိုရင်တော့သူတို့စီမှာတနေ့တစ်ခါဘိုက်ရိုက်ပေးပါတယ်ဘိုက်ရိုက်တယ်ဆိုတာက work permit ချပေးတာကိုပြောတာပေါ့နော်ဒီနေရာမှာတခုတတိထားမှာကကိုကရောက်ရောက်ချင်းအလုပ်ရတယ်တတိရှိတယ်ဆိုရင်တော့ work permit ရဖို့ကမခက်ခဲဘူးအဲ့လိုမှမဟုတ်ပဲကိုကအလုပ်တော့မရသေးဘူးဒါပေမဲ့ဝတ်ပါမယ်လိုချင်တယ်ဆိုရင်တော့စိတ်ချရတဲ့ပွဲစားနဲ့လုပ်လို့ရတယ်ပြချက်မှတထေးပြန်ပြောင်းရင်ပြောင်းပေါ့နော်အဲပြီးရင်တော့အဲကိုရဲ့ PP passport လေးကိုထည့်လိုက်တယ်ဆိုရင်တော့တနေ့နေလို့ရပြီဖြစ်ပါတယ်ပြီးကြည့်တဲ့ဦးထိုင်တော့ပိုကောင်းတော့ပါဗျာဒီနေရာမှာအရေးတကြီးတတိထားမယ့်အချက်ကကိုကဝတ်ပါမယ်ရအောင်စောင့်မိလို့ရပါပြီတဲ့စာအုပ်ထဲကိုထည့်တဲ့ခါကျရင် passport ထဲမှာတခြား visa တစ်ခုခုကြံနေလို့မရပါဘူးအဲတချို့ EDV visa ဖြစ်ဖြစ်အဲတခြား visa တစ်ခုခုကြံနေတဲ့ခါကျရင် အဝေါ်ပါမဲ့ထည့်မရဘူးဆိုပြီးတော့အရေးခံအနိုင်ကြီးရှိတယ်အဲဒါကြောင့်မို့လို့တချို့တွေကလည်းအဲဗီဇာကန်ဆယ်လုပ်ချင်လို့ဆိုပြီးတော့ကြောင်းအောင်သွားရ immigration တော့အနေနဲ့လောက်ရပါတယ်အဲတချို့တွေကြောင့်လည်းအဲဆာရွက်ဆာလန်နေနဲ့အလုတ်ရှုပ်တယ်ကွာဆိုပြီးတော့နိုင်ငံအပြင်ဘက်ကိုထွက်လိုက်တဲ့အခါကျရင် visa ကသူ့လိုလို cancel ဖြစ်သွားမှာဖြစ်ပါတယ် visa cancel ဖြစ်တာနေမကသေးပဲ work permit ရဖို့အတွက်လျှောက်လာတင်နာတွေအကုန်လုံးကလည်း cancel ဖြစ်သွားမှာဖြစ်ပါတယ်ဒါကတော်တော်လေးတတိထားတဲ့အချက်ထဲမှာပါတယ်ပေါ့နော်နောက်ပြီးတော့ time မှာတနေ့တစ်ခါဘိုက်ရိုက်ပေးတယ်ဆိုပေမဲ့လည်းဒါပါတော့ဒီ mass လာတဲ့မှာဘိုက်ရိုက်ပေးမယ်လို့တော့ကြေညာထားတယ်ဒါပေမဲ့ပြန်ပြီးတော့မလုတ်ပေးခြင်းတဲ့အတွက်ကြောင့်တဖြည်းဖြည်းနောက်ဆုံးရင်နောက်ဆုံးရင်းနဲ့ဒီဇင်ဘာလကုန်နဲ့ရောက်လာလို့မဖြစ်မနေလုတ်ပေး ေးလိုက်ရတဲ့ပုံစံမျိုးလည်းညက်တာမျိုးရှိတယ်။အချိန်မရွေး policy တွေအမျိုးမျိုးပြောင်းလဲပြီးတော့ညက်ပတ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုကဘတ်မရိုက်ကြသေးဘူးဆိုရင်တော့ရိုက်ကိုရိုက်ထားတင်ပါတယ်။အဲရိုက်လို့မရခဲ့ဘူးဆိုရင်လည်းကိုကရေရှည်နေမယ်စဉ်းစားထားတယ်ဆိုရင်တော့ VIP ဘတ်ကိုရိုက်ထားတင်ပါတယ်။နောက်တစ်ခုကကြတော့ ED visa ကျောင်းသားဗီဇာလို့ခေါ်တယ်။ကျောင်းသားဗီဇာမှာဆိုရင် University Visa နဲ့ Language School Visa ဆိုပြီးတော့နှစ်မျိုးရှိတယ်။အဲ University Visa ချက်ပြီးတော့ time မှာတခုခုဘွဲလိုချင်လို့အမှန်တကယ်ကျောင်းသွားတတ်မဲ့လူတွေဆိုရင်တော့တိတ်တော့ပြဿနာမရှိဘူး။ဒါပေမဲ့ အဲအကြောင်းလဲမတက်ဘူးအလောက်ရှာမယ်နေထိုင်မယ်ဆိုရင်တော့အရင်အားလောက်မလွယ်ကူတော့ဘူးခက်ခဲသွားပြီဖြစ်ပါတယ်အဲခက်ခဲသွားပြီဆိုတာတက်လက်မခံနိုင်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒီဗီဇာဦးစားပေးကျောင်းနေမှာရှိနေတဲ့ကျောင်းသားတွေကိုအဲဒီကျောင်းသားတွေကတကယ်ကျောင်းတက်နေလားမတက်နေဘူးလားဆိုတဲ့အတန်းတက်တွေကိုပါလိုက်ပြီးတော့စစ်ဆေးနေပါတယ်အဲကျောင်းဘက်ကနေလဲဒီလိုမျိုးအတန်းတက်မပြည့်တဲ့ကျောင်းသားတွေဆိုရင်ကျောင်းထုတ်ပြတာမျိုးတွေလုပ်နေကြတယ်ဒါကြောင့်မို့လို့အမှတ်ခံချက်ကတိတ်မရှိပါဘူးအဲလက်ရှိ EV visa နဲ့ တိုင်းမှာနေနေတဲ့လူတွေဆိုရင်တော့အဝင်အထွက်တွေတိတ်မလုံကြဖို့အတွက်ပဲအကြံပေးပါတယ်ဒီလိုအခက်အခဲတွေကြားမှာပတ်စံသုံးနိုင်တဲ့လူတွေအနေနဲ့အကောင်းဆုံးဗီဇာကတော့အခုမှအသစ်ဖွင့်ထားတဲ့ DTP ဗီဇာပဲဖြစ်ပါတယ်အဒီဗီဇာကစားရစားလန်တမန်များပြီးတော့ financial proof အတော်လေးပြနိုင်တဲ့ငွေငွေကောင်းတဲ့လူတွေ remote job လုပ်နေတဲ့လူတွေအတွက်ကတော့အများကြီးအဆင်ပြေတယ်ဗီဇာလျှောက်တဲ့အခါမှာဆိုရင်လည်းအလုံးနဲ့ပတ်သက်တဲ့အဆောက်ရစာလန်းတွေလားစင်ဝေနေတဲ့အပေးစလစ်တွေအပြင် furniture proof အနေနဲ့ဆိုရင်တော့ ဒေါ်လာ5သိန်းဒါမှမဟုတ်သူနဲ့ညီမျှတဲ့ဒေါ်လာပမာဏအဘန်ထဲမှာရှိဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့မရှိလို့စာရွက်စာတမ်းတွေလုတ်ချင်နေဆိုရင်လည်းစိတ်ချရတဲ့ပွဲစားနဲ့သာလုတ်တင်နေပြည်ပသားရဲ့အာသာချက်ကကိုယ့်ရဲ့မိဘဒါမှမဟုတ်အသက်20ယောက်ရှိတဲ့တပ်သမီးတွေကိုမိခိုးအနေနဲ့ DDP ထဲမှာထည့်ထားလို့ရတယ်အဲ DDP ကလောင်းတန်းပြည်သားဆိုပေမဲ့လည်းတစ်ခါလောက်တိုင်းရက်180ပဲရမှာဖြစ်ပြီးတော့ အဲထားနိုင်ငံအတွင်းဘဲမှမသွားလာဘဲနဲ့တက်တန်းတိုးမယ်ဆိုရင်ဗီဇာလျှောက်ခဲ့တုန်းကစာရွက်စာတမ်းတွေဘန်စလစ်တွေနဲ့ပြန်ပြီးတော့လျှောက်ရမှာပေါ့နော်အဲတကယ်လို့အဲကိုကကိုပိုင်စာရွက်စာတမ်းတွေနဲ့မဟုတ်ဘဲပွဲစားနဲ့လျှောက်ထားတဲ့လူတွေဆိုရင်တော့အတော်လေးကိုအဲစိတ်ချရတဲ့ပွဲစားနဲ့လုံးမှာပဲအဆင်ပြေမယ်အဲအဲ့လိုမှမလျှောက်ချင်ဘူးဆိုရင်တော့နိုင်ငံအပြင်ကိုပြန်ပြီးတော့ထွက်ပြရမယ်ဒါဆိုရင်တော့အဲဗီဇာထပ်ပြီးတော့လျှောက်ဆရာမလို့တော့ဘူးအကုန်လုံးခြုံငုံကြည့်ရမယ်ဆိုရင်တော့ထားနိုင်ငံမှာဗီဇာအမျိုးမျိုးရှိတယ်အဲတနည်းအားဖြင့်ပြောရရင်ဗီဇာနဲ့ပတ်သက်ပြီးတော့စီးပွားရှာနေတဲ့နိုင်ငံလို့တော့မှာ ပြောလို့ရတယ်ပတ်စံရှိတဲ့လူတွေအနေနဲ့ကတော့အပြောစရာကောင်းတယ်ဆိုပေမဲ့လည်းမရှိတဲ့လူတွေအနေနဲ့ဆိုရင်တော့ခေါင်းပုံဖြတ်ခံရတာမျိုးတွေဖိနှိပ်ခံရတာမျိုးတွေရှိတယ်အဗမ်းမြိုက်ပေးပဲအချိန်ဆွဲရတာမျိုးတွေလက်တလောအဖန်စီများနေတာတွေကိုကြီးလိုက်ခြင်းအဖြစ်သိတာပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေကဘယ်နိုင်ငံမှန်းသွားသွား ဘယ်ပွဲသားနဲ့ပဲချိတ်ဆက်ဆန်းဒီနိုင်ငံနဲ့ပတ်သက်တဲ့ဗီဇာအကြောင်းတွေဘိုးဒုဒတွေကိုတော့ကောင်းကောင်းမွန်မွန်သိထားဖို့လိုအပ်ပါတယ်။တကယ်လို့မိတ်ဆွေရထားနိုင်ငံနဲ့ပတ်သက်ပြီးတော့ဗီဇာလုတ်ဖို့စဉ်းစားနေရဆိုရင်ကျွန်တော်တို့စီမှာစာပေတွေပေးနေပါတယ်။ဗီဇာတက်တန်းတိုးတာ ED DTV ဗီဇာအကုန်ရပါတယ်။အဗီဇာနဲ့မဟုတ်ဘူးကျွန်တော်တို့လင်းရင်လက်မဝယ်တာတွေအထိုင်းနိုင်ငံအတွင်းကားငှားတာအခန်းငှားတာ top pick စီစဉ်မိတာတွေအားစားကျွန်တော်တို့စပြီးစပစ်ပေးနေပါတယ်ဒါကြောင့်ဘာပဲလိုအပ်လိုအပ်ကျွန်တော်ရဲ့ page ကိုတက်သွက်လိုက်ပါ